ဒီတစ်ခါတီချာတို့လေ့လာသွားမယ် sentence structure လေးရတော့ compound complex sentence လေးဖြစ်တယ်ဒါတချို့ cover လုပ်သွားမယ် sentence structure လေးမျိုးတွေကနောက်ဆုံးတစ်မျိုးလေးလည်းဖြစ်ပါတယ်ရှင်ဒါလေးကမခက်တော့ဘူးပေါ့နော်ကိုအပေါ် lesson လေးတွေကိုနားလည်လာတယ်ဆိုရင်ဒါလေးကအေးအေးဆေးဆေးရေးနိုင်ပါတယ်ရှင် Okay, that's so compound complex sentence ra ba le bo no. Compound complex is a sentence that combines two or more independent clauses and at least one dependent clause. တချို့တွင်နေမှာတွေ့ရမှာဒီ independent clause ကအနေဆုံးနှစ်ခုတွေ့ရမယ် dependent clause အနေဆုံးတစ်ခုတွေ့ရမယ်။ဒါဆိုတချို့တွေ့ရမှာ total clause ကအနေဆုံးကတော့ clause 3ခုတွေ့ရမှာဖြစ်တယ်ရှင်။ Okay, ဒါဆိုရင်တချို့က independent clause နှစ်ခုပါလာပြီဆိုတော့ဘယ်လို conjunction မျိုးစားပါတွေ့ရတော့မလဲဆိုတော့ yes coordinating conjunction အမျိုးအစားတစ်ခုတွေ့ရမယ် dependent clause ပါလာပြီဆိုတော့ဘယ်လို conjunction တွေ့ရမလဲဆိုရင် yes subordinating conjunction တစ်ခုတွေ့ရမယ်ဒါဆိုဒီချက်ရဲ့ sentence လေးမှာ clause ကအနေဆုံးသုံးဖြတ်ပါမယ်အပြင် conjunction အနေဆုံးနှလုံးပါမှာဖြစ်တယ်ရှင်ကဲဒါဆိုအသေးစိတ်ကလေးကြည့်ကြည့်ရအောင်ပါဒီ sentence လေးကိုဖတ်ကြည့်ပါတချက်ဒီမှာကတော့ dependent clause လေးတွေကို အနီလေးနဲ့တုံးပြီးတော့ independent clause တွေကိုတော့အပြာလေးနဲ့တုံးထားပေးရနော် although i have never been to korea ဒါဆိုဒီချေဒီ clause လေးဒီ yes ဒါလေးက dependent clause လေးဖြစ်ပါတယ်ဒီမှာပါတဲ့ conjunction လေးရတော့ although ဆိုရယ် subordinating conjunction လေးဖြစ်သွားတယ်ရှင်ချေဒါလေးကို okay ကဲဒါဆိုရင်ဒီချေတို့ဒါလေးက Yes, Japan no? and class leave it out, you know? Another cool nature, I watch Korean dramas regularly. That's a the class leave it Yes, Dalio independent clause will call it, no? Dalia rotu ane tu yeti nine, da PT zombie da waja pa in kia pia pari. And I'm learning the language slowly. Dalile, independent clause လေးဖြစ်ပါတယ်ရှင်။ဒါဆိုဒီချက်တို့ဒီမှာ conjunction နှစ်မျိုးတွေ့ရတယ်။ဘာလီသုံးထားလဲဆိုလို့ရှိရင် subordinating conjunction တွေက although ကိုသုံးထားပြီးတော့ coordinating conjunction တွေက and ကိုသုံးထားတယ်။ပြီးတော့ comma ထားတူလေးကြည့်ရအောင်ပါရှင်။ subordinating conjunction dependent clause သူ့ရဲ့သဘောတရားရာ dependent clause ဒီအရှိတ်ဘက်မှာရေးတဲ့အခါဒီချက်တို့ဒီမှာအရှိဆုံးမှာရေးထားတော့ comma လေးကုတ်ပြီးရတယ်။ coordinating conjunction ဒီ independent clause နှစ်ခုကို coordinating conjunction နဲ့ဆက်တဲ့အခါကျရင် အရှိအနောက်ကကိစ္စမဟုတ်ဘဲနဲ့ဒီ coordinating conjunction ရှေ့ဘက်မှာတချို့တို့ဒါ comma ကတော့ကုတ်ရမှာဖြစ်လို့ comma နှစ်ချက်တွေ့ရပါတယ်ရှင့်ပထမတစ်ချက်ကဘာဖြစ်လို့လဲဆိုရင် dependent clause ကိုအရှိဆုံးမှာရေးလိုက်တဲ့အတွက်ကြောင့် comma ကုတ်လိုက်တာဖြစ်တယ်ဒီ comma လေးကတော့ independent clause နှစ်ခုကို coordinating conjunction သုံးပြီးဆက်ထားတာဖြစ်လို့ comma ပါနေတာဖြစ်တယ်ရှင့်ကဲဒါဆိုနောက်ထပ်တစ်ကြောင် study လုပ်ကြည့်ရအောင်နော် if you visit korea in the winter ဒါဆိုဒီအပိုင်းလေးသည် dependent clause လား independent clause လားရှင်မင်းသားကိုရီးယားကိုစောင်းရသည်မှာသွားလည်မယ်ဆိုလျင်အဲဒီအပိုင်းလေးကမပြည့်စုံသေးတဲ့ဝါကြအပိုင်းလေးဖြစ်လို့ dependent clause လေးဖြစ်တယ်ကဲနောက်တစ်ခုလေးကြည့်အောင် you can go ski in the in the mountains ဒါဆိုဒီအပိုင်းလေးကတော့ independent clause လေးဖြစ်တယ် and you might also enjoy some hot street food အဲဒါလေးလေ independent clause လေးဖြစ်တယ်ဒါဆိုဒီချက်တို့ဒီထဲမှာစုစုပေါင်း clause က yes subject verb အတွဲလေးတွေ၃တွဲတနည်းအားဖြင့် clause ၃ခုတွေ့ရတယ်။ပြီးတော့ conjunction ပါလေးတွေတွေ့ရလေရှင်။ subordinating conjunction ဖြစ်ဒီချက်တို့ if ကိုသုံးထားတယ်။ coordinating conjunction အနေနဲ့ and ကိုသုံးထားတယ်။ကောမာလေးဒီမှာနှစ်ချက်တွေ့ရတယ်။ဘာကြောင့်လဲဆိုတော့ဒီမှာက dependent clause ကိုအရှိဆုံးမှာပို့လိုက်တဲ့အတွက်ကြောင့်မလို့ comma ကုတ်တာဖြစ်ပြီးတော့ဒါကတော့ independent clause နှစ်ခုကို coordinating conjunction သုံးပြီးဆက်လို့ comma သုံးတာဖြစ်တယ်။ တကယ်လို့လေဒီချက်အေးသားလေးနည်းနည်းပြောင်းလိုက်မယ်ဒီ dependent clause ကိုနောက်ဆုံးလေးကိုပို့လိုက်မယ်เนาะဒါဆိုရင်တော့တကယ် comma လို့တော့မှာမဟုတ်တော့ဘူးရှင်ကဲဒါဆိုဒီတစ်ခုတော့ကိုရိုင်းလုပ်ကြည့်ရအောင်ဒီပိုင်းဒီမှာချက်စဉ်းစားစီစဉ်တာကဘယ်နေရာလေးတွေက conjunction လေးတွေလဲဘယ်နေရာဟာ dependent clause လဲဘယ်နေရာဟာ independent clause လဲဆိုတာစဉ်းစားကြည့်ပါပြီးတော့အရင်တော့ဒီချက်နဲ့တူတူအပြည့်တိုက်ရအောင်เนาะ Okay, so that's a below bit and not the nearly at the chair. Subordinating conjunction leap your body. That's a D shape at ten legato. Yes, dependent clause leap your body. Dependent clause go she took tali dot cheru paliko like it, comma leko like More people are trying dishes like kimchi and bibimbap. Italiano independent clause leave your body. เออပြီးတော့ in the are learning how to cook them at home ဒါလေးကလည်း independent clause လေးဖြစ်သွားတယ်တချို့ clause total 3ခုတွေ့ရတာပေါ့เนาะ dependent တစ်ခုနဲ့ independent နှစ်ခု structure ကတော့အရှိရ sentence တွေနဲ့တူနေတယ်မဖြစ်မနေ ਈ dependent ကြီးကိုရှေ့ထုတ်မှမဟုတ်ဘူးเนาะဒီလိုမျိုး sentence structure မှာမဟုတ်ဘူး dependent clause ကိုတချို့အလဲမှာထားလိုက်တာမျိုးတွေရှိတယ်ဒါမှမဟုတ်နောက်ဆုံးကိုပို့လိုက်တာတွေကလည်းပို့ပြီးတော့ comment ဖြစ်တယ်အသုံးများပါတယ်ရှင့်ကဲဒီနေရာမှာတချို့နောက်ထပ် coordinating conjunction အနေနဲ့ဆို and and လေးသုံးထားပါတယ် Okay. ကဲဒါဆို compound complex sentence structure ဆိုတာဒါလေးပါပဲ။ဒါပေမဲ့ကိုဒီ compound sentence ရဲ့ဟို lexin လေးကိုလေ့လာဖူးတယ်။ independent clause ကဘာလဲ? coordinating conjunction ကဘာလဲ? သိတယ် complex sentence ကိုလည်းလေ့လာဘူးတယ် dependent clause ကဘာလဲ subordinating conjunction ကဘာလဲဆိုတာသိရင်တော့ dialect ဟာဘာမှအစ်စ်တောင်မပါဘူးလို့ပြောလို့ရတယ်ရှင်။ကဲဒါဆိုရင် cherry you you simple sentence ကြီးရရေးမယ်အစားအခုလိုမျိုးလေး compound complex sentence လေးတွေရေးခြင်းအပြင်ကိုယ့်ရဲ့အမှတ်ကိုလည်း writing မှာတိုးပြီးတော့ယူလို့ရတယ်နော်။